ဟိုငါကခုမှဆိုက်ရောက်တာဆိုတော့ငါ့ကိုလည်းမပြင်းအောင်နုံနုံကိုခင်းတယ်လို့ခင်းနိုင်နေနော်သိလားအေးပေါ့ခင်းမှာပေါ့ဟာအဲ့ဒီရဲ့ချိန်ထောင်ဆန့်ရတိုင်းဆီယာမကကဲကဲခလေးတွေစားချက်စားချက်မိတ်ဆက်နာတလောက်ဆိုတော့ပြီးပြီးရင်ဆီယာမထမင်းတုံနဲ့အေးအေးတိုင်းမယ်စားချက်ကြနော်ဒါလို့ပြောပြီးတော့အိမ်ထဲကိုပြောင်းနေသွားတယ်ရှေးထမင်းတုံစားရတော့မယ်ဟိခုရံဗိုက်စာနေအဲ့လိုနဲ့ အားလုံးရဲ့စာချက်တန်တွေပြန်တို့ထွက်လာကြရင်တခုသောကြောင်းမရက်မှာတော့ဖို့ထုတို့တွင်မြေဝိုင်းမှာစုံနေကြရင်အဲ့တော့နင်ကညစာချက်မျိုးပဲအိမ်မှာပဲတရားဖက်ချက်နေရပေါ့ဟုတ်လားอืมဟုတ်တယ်အဲ့လိုပဲပေါ့ဗာလေနင်တို့ကညစာချက်တက်နေကြတာလားဟုတ်တယ်လीငါတို့တော်အောင်တော့တူတူပဲဟာစာချက်ဝိုင်းတခုတည်းတက်ကြတာ ာဟုတ်လားငါလည်းမပြောငါလည်းတက်မှာပေါ့ဟာအိမ်မှာကြက်ရတာမကြက်ဖြစ်ပါဟွာမနဲ့ပြန်လို့ဆရာမစာမိမယ်ဆိုမှသာကုန်းကြက်တာပုံမှန်ရက်တယ်ဆိုလေစားလိုက် TV ကြည့်လိုက်ဖုန်းနှိမ့်လိုက်နဲ့တညတညကုန်းကုန်သွားတာရေအော်အဲ့အားကြောင့်ငါကျန်တာမင်းနေတော့နင့်ရဲ့ရှေ့ရဖြတ်တော့နင့်စာချက်တန်းကြားနေရတာကိုအေးဟုတ်တယ်တောက်စာနေကြဆရာမစာမိမယ်ဆိုလို့လေအဲ့ဒါဒါမှမဟုတ် နင်တို့တက်နေရဲ့စကြဝိုင်းချောင်းဆက်ပြောပါအောင်ဟာဘာပြောအောင်မလဲနင်ကလေဟာဆ ्याम ကအတင်းမြကောင်းလားစပြန်နာပါညာဆိုရင်တေချာနားထောင်ပြီလားအဲ့ဒါဘောဟာဒီတော့မှငပိန်ကဝင်ပြောတော့တယ်ကောင်းတာဘောဟာတေချာနားထောင်ပြီးလူလဲသိမ့်မရှိဘူးငါတို့နေ့မှ9ရောက်လာပဲရှိတာနောက်တစ်ယောက်လက်ကအောင်မယ်လို့ပြောတာပဲဘသူမှမလာခင်နင်လာအဲ့လိုက်လीငါတို့လည်းဆ ्याम ကိုပြောထားပေးမယ်အေးဟိုဒါဆိုရင်ပြောထားလိုက်တော့ငါဒီနေ့ပဲအမေကိုအပ်ခိုင်းလိုက်မယ် ဒီလိုနဲ့သူတို့တလူရဲ့တွေ့ဆုံတဲ့မနက်ပိုင်းလေးလေးပြီးသွားခဲ့တော့တယ်နောက်တနေ့ညမှာတော့မိဝိုင်းတယောက်စာချဝိုင်း FBB ဆိုတော့ဖိုတိုရိုနဲ့အတူစာချဝိုင်းကိုရောက်လာတယ်ဟဲ့နင်တို့ငါ့ကိုစကားလေးမှလည်းပြောကြအောင်နော်ငါတယောက်လဲဆိုတော့ကြောက်လို့ဟာမကြောက်ပါနဲ့ဟာမင်းလေးတင်ငယ်ချင်းရှိတယ်ရေသူ့နမယာနုံနုံတဲ့သူခဏနေလာလိမ့်မယ်သူလာရင်ငါမိတ်ဆက်ပေးမယ်ငပိန်လဲအဲ့လိုပြောပြီးတော့ သူတို့ယောက်ျားလေးတွေထိုင်ရမယ့်နေရာမှာဝင်ထိုင်လိုက်တယ်။ဘာမှမဖြစ်နဲ့မြွိုင်းပထမရက်ဆိုတော့ဒလိုပဲဟာနောက်မှအကောင်လုံးနဲ့ခင်းသွားလိမ့်မယ်။နောက်ပြီးတော့ဆ iam မကလည်းသဘောကောင်းနေရင်အဲ့လိုပြောပြီးတော့သူ့နေရာသူထပ်သွားပြန်တာဆိုတော့တို့ဘွားထပ်ပြီးဟုတ်တယ်မြွိုင်းနောက်ရက်ဆိုလေနီးပြောသွားမှာ။ဆ iam မကလည်းမုတ်တွေလည်းကျွေးတယ်သိလား။နှစ်ပတ်တကာကျွေးတာဆိုတော့ငါဆိုလေဒီမှာနေရတာဆာမရလေပြောနေရပြီ။အဲ့လိုနဲ့ နေရာမှာသွားထိုင်မယ်လို့တော့မိဝိုင်းကဟဲ့နေအောင်လေငါဘယ်နားမှာထိုင်ရမှာလဲ။အော်နေရလေဒီမှာထိုင်ရမှာပေါ့ဟာဒီနေရာကမိန်းကလေးတွေနေရာမိန်းကလေးဆိုပေမဲ့နေနဲ့နုံနုံနှစ်ယောက်ရှိတာရဲ့။စိုက်တဲ့နေရာမှာသာဝင်ထိုင်လိုက်တော့အဲ့လိုနဲ့သွားတော့မယ်အလုံးမိဝိုင်းကထပ်ပြီးဟဲ့သူကမလာသေးဘူးလားဟာကြားလိုက်တာ။ဒါမှမှာပါဟာလာရင်ငါတို့မိတ်ဆက်ပြီးမယ်ဒီမှာသာထိုင်နေလိုက်အဲ့လိုနဲ့တော့ပေါ်လေသူ့နေရာသူထွက်သွားပြန်နေ။ မိမိုင်းခင်မြမှာတော့မသိတဲ့ပတ်ဝန်းကျင်တွေကိုရောက်လာရတာဆိုတော့အနေရတိုင်ရခက်နေရပါဟာဟောနောက်ရက်ဆိုစီမေသွားမှာပါအစားဆိုတော့ဒီလိုပဲပေါ့ဒါနဲ့လွယ်ရည်တည်းအစားအုပ်ကိုထုတ်ပြီးစားချက်မယ်လို့နုံနုံတယောက်စားချက်ဝိုင်းကိုရောက်လာတယ်ငပင်ကနုံနုံကိုမြင်တော့ဟေ့နုံနုံလာပြီလားအေးလာပြီနင်တို့ကဒီနေ့စောတာပဲအမြဲတမ်းနောက်ကျနေရတဲ့ကောင်းနေရဒီလိုပြောတော့ငပင်ကထလာတယ် ဆော့ဆိုဒီနေ့ကငါတို့တငယ်ချင်းပါတာဟုတ်ဟာနင်းနဲ့မိတ်ဆက်ပေးအောင်မင်းသူ့နမယာမိဝိုင်းနဲ့နင်းလဲမိကလေးတငယ်ချင်းအဖို့မရှိတော့ပြေးနေရမလားဟွန်းဟုတ်တာပေါ့မိဝိုင်းနော်ငါနမယာနုံနုံဒီမားကလူလေး9ယောက်ရှိပါတယ်ယောက်ျားလေးက4ယောက်မိကလေးဆိုလို့9ယောက်တည်းရှိတာအခုတော့နေရောက်လာလို့တော်သေးတာပေါ့မိဝိုင်းခင်မာတော့ဘာပြန်ပြောရမယ်မသိပျံပျောင်းလေးပဲလုံနေရတာပါဒါကိုကြည့်ပြီးတော့ငပိန်ကအမလီမခုတ်တတ်တဲ့ကြောင်လေးလိုပဲမိဝိုင်းမရဲ့ ီပုံစံကိုကြည့်ထားနော်နုနုနောက်တစ်ပတ်လောက်နေရင်လေသူကလေငါတို့ကိုပတ်ကုန်မဲ့ကြောင့်ဖြစ်သွားမှာအဲ့လိုပြောပြီးတော့ငပိန်ရရှိလိုက်တဲ့အခါငပိန်ရည်တန်ကိုဆီယမကကြားသွားတယ်ငမိန်အဲ့ဒါမလုပ်နေရလေကိုနေရကိုတိုင်ပြီးစာချက်တော့လေဘာလဲစာရီကအရန်ပိုင်နေပြီလားဟုတ်လားဟိုမပိုင်သေးပါဘူးဆီယမကဲကဲအစ်စ်လေးရောအဟောင်းလေးတွေရောစာချက်ကြနော်ဆီယမနားချိန်ကြရင်အိမ်ထဲမှာခောက်ဆွဲပြုတ်ကြည့်မယ်စားချင်ရင်စာမြင်မြန်ချက်ချက် ဒီလိုနဲ့ပြောရောအားလုံးစကားသံတွေတိတ်ကုန်ပြီစာချက်သံတွေတပြိုင်တည်းထွက်လာကြ යි ခနာကြမှာတော့ဆီယမကခေါင်းဆဲဆောက်ဖို့ခေါ်တာဆိုတော့သူတို့တွေအင်ကြီးတဲ့ကိုရှောင်းနေကြတယ်မပြောဘူးလားဆီယမကမောခနာခနာကြွရပါလို့ဟိုចောင်းသားအစ်တတယောက်လာတိုင်းတခါကြွတယ်ဒါကြောင့်လေငါတော့ចောင်းသားအစ်တတွေနေ့တိုင်းလာစီကျင်တာပဲအဲ့လိုပြောနေအောင်ဆီယမကခေါင်းဆဲထရရဲဇလုံးကြီးကြီးယူပြီး မိဖို့ကန်းနေရနေထွက်လာတယ်။ပိုးထူးကတောင်းအောင်မြင်တော့ဆ ्याम တောက်ကူတယ်ပြီးမယ်ဗျ။သူရရနေနေမသေးနဲ့။ကိုတကားလို့မောက်ကြလို့ဘာမှမစားလိုက်ရပဲနေအောင်မယ်။အဲ့လိုပြောတာဆိုတော့မိဝိုင်းကနုံနုံနားကိုကတ်တယ်။ဟဲ့နုံနုံဘယ်တော့မှမောက်ကြဘူးလားလေ။တိတ်မကြသေးဘူးဟာအရင်တစ်ပတ်တော့လာပဲ။အဲ့တော့ကလေပိုးထူးပဲလေ။ဆ ्याम တောက်ခိုင်းမိမယ်ဆိုပြီးဆ ्याम စီကနေတွားယူလား။ယူလဲယူပြီးတော့ပူတယ်ဆိုပြီးလှုပ်ကြလိုက်တာ။ အကုန်လုံးမှောက်ကုန်တာပဲဟာဟုတ်လားဒီလုံနဲ့သူတို့တွေပို့သူအကြောင်းကိုပြောရင်းနဲ့ပြောစီစီဖြစ်နေကြတယ်ဒါအောင်မြင်တော့ပို့သူဟာဟဲ့နုံနုံမနေငါအကြောင်းမြို့ဝိုင်းကိုရှောက်ပြောနေရမလားအမလီဘာမှရှောက်မပြောပါဘူးနော်အမန်တရားကိုပြောပြနေဟာနေခေါဆဲမောက်ကြတဲ့အကြောင်းလေအဲ့လိုပြောနေရောဆရာမကဒီမှာအကြောင်းသား6ယောက်ဆိုတော့သုံးငန်းစီခွဲပေးထားတယ်နော်နုံနုံနဲ့တမီးမြို့ဝိုင်းကတော့မိကလေးနှစ်ယောက်တည်းရှိတာဆိုတော့ အတူတူစားလိုက်ကြတော့ကိုယောက်ျားလေးလျောက်ကတော့ကို့လူနဲ့ကိုတွဲပြီးတော့တပကန်စီလိုင်းပလိုက်ကြအဲ့ဒီအချိန်မှာပဲပြဿနာစဖြစ်တယ်ဟဲ့အောင်လေငါတော့ဘောနဲ့မစားအောင်နော်သူနဲ့စားရင်လေငါဘလောင်းမှာစားရမှာမဟုတ်ဘူးဟုတ်တယ်ဟုတ်တယ်ကိုတကားကလည်းငါအဲ့ကောင်နဲ့စားတာအရှိပဲတောင်းလိုက်ရတယ်အဖက်ကသူ့ပါဇက်ထဲမှာဒါလို့ပြောကြတာဆိုတော့နောက်ဆုံးမှာတော့ဖိုတုစီကိုပဲမေးကြသွားတယ်အေးပါငါပဲတော့ဘောနဲ့စားပြလိုက်ပါမယ်ငါတော့ဘောငါနဲ့တူစားရအောင်ဒါလို့နဲ့ နှစ်ယောက်နှစ်ယောက်စီခွဲပြီးခေါက်ဆဲစားနေကြတယ်။စားနေနေနုံနုံကဘယ်လိုလဲမြင်ပါ යි စားကောင်းလား။ဆက်မလက်ရာလေးစိုင်လက်ရာတွေထထောင်မှကောင်းသေးရဲ့တိလား။အေးနော်ဟုတ်တယ်။စားလို့ကောင်းနေဟ။နေမင်းများစားလေ။ငါအိမ်ကတမင်နဲ့နဲ့စားလာခဲ့သေးတယ်။ဟာဘယ်ဟုတ်ပါမလဲ။စားပါ။ငါအသိစားတာမဟုတ်ဘူးရဲ့။ဒီလိုနဲ့ကိုစားသူစားလို့နေရဆိုတော့ငပင်ကအေးစားထားနော်။မဟုတ်ရင်တော်မောလက်စားမိမယ်ဗျ။အဲ့လိုပြောလိုက်တာဆိုတော့ အားလုံးတဟားနေရှင်နဲ့တုတ်ဘောကိုစနေကြပြီအဲလိုကနေအိမ်မြန်လာရဲ့လမ်းမှာတော့တုတ်ဘောကဟဲ့မြွိုင်းဘယ်လိုလဲငါတို့စာကြောက်ဝိုင်းရပျော်စရာကောင်းတယ်မလားအင်းဟုတ်တယ်ပျော်စရာကြီးစာကြောက်ရလေလူနေတော့ကောင်းတယ်အေးဟုတ်ပါတယ်ဆိုဆရာမကလည်းတင်းမြရမ်းကောင်းတာဟဟဲ့အကောင်းဆုံးရတော့လေအခုလို့မုတ်ကျွေးတာပေါ့ဟာဟိုနုံနုံကလည်းသဘောကောင်းတယ်နော်ငါ့ကိုရင်းနေဆက်ဆံပြီးတယ် ဟုတ်တယ်သဘောကောင်းနေစာကြဝိုင်းမှာရှိသမျှအရာလုံးကောင်းနေဟာမကောင်းတာဆိုလို့စာပဲရှိတာငပိန်တလို့ပြောလိုက်ကြောင်းအားလုံးကဝိုင်းရင်လိုက်ကြပြန်နေတလို့နေမိဝိုင်းရဲ့ပထမရက်ညစာကြဝိုင်းတက်တဲ့နေ့လေးလေးပြီးသွားခဲ့တော့တယ်တလို့နေနောက်တနေ့ညမှာလေသူတို့အားလုံးစာကြဝိုင်းကိုရောက်နေပြီးတော့စာပြန်ရမယ့်အချိန်ရောက်တော့နုံနုံကဟဲ့မိဝိုင်းနင်းနေကစာတို့ကြအောင်လေ ပြီးရင်ဆ ्याम စီနှစ်ယောက်တူတော့ပြန်ကြမယ်ဘလို့လဲဟမ်နှစ်ယောက်ပြန်လို့ရရင်မဟုတ်လားဒါမင်းငါအပေါ်ပိုက်သိမ့်မရသေးဘူးရရင်ဘာမှပြေဘူးတူတူကြက်မယ်တူတူကြက်ရင်လည်းရသွားလိမ့်မယ်ဒါလို့နဲ့ကြက်နေရင်လည်းပဲနုံနုံဟာဟမ်မြွိုင်းမြွိုင်းခဏနေအောင်ငါအဲ့နာကိုမိနေတာဘာပါလိဟိုရေနံနေတူဖို့နေနေရလीဒါနဲ့မြွိုင်းကခဏစောင့်နေပြီးရလားမရရင်ငါဆက်ဆူလိုက်မယ်အေးဟာ မရတော့ဘူးနင်သာဆက်ဆူလိုက်တော့ငါဒီဘုတ်ရှောင်းကိုကြက်လိုက်အောင်အဲ့ဒီရဲ့ချင်းဆီယာမကကဲကဲကြက်ချိန်ပြီတော့မင်းနော်ရအောင်ကြက်ထားကြအချိန်တနားရောင်ပြီးလာတော့မရလို့တော့ဟောဒီမှာတော့တွေ့လားဒီစကားလေးကြာရောနနူတရားပြာရီကတ်ကုန်နေဟာငါမရတော့ဘူးငါစာမပြနိုင်တော့ဘူးတင်နေဒါလိုလုံးရအောင်မိဝိုင်းငါအောက်ပိုက်မကြက်တော့နေအောက်ပိုက်ကြက်လိုက်ငါအပေါ်ပိုက်ကြက်လိုက်မယ်ဟင်ဖြစ်ပါမလားနေရလေဖြစ်တယ် ်ဆီယမစီအောင်ရင်ငါဒီစာရွက်ကိုနှိပ်ပြပေးမယ်။နင်ကငါဘက်ကိုပြန်ပြပြီဘလို့လဲ။ဟာကောင်းမှမလား။တော်ကြပေါ်သွားမှဖြစ်။မပေါ်လို့ရမှာပေါ့တခြားနေမှမရှိတာ။နင်ရောဒီဘုတ်ရပြီမလို့လား။မရသေးဘူး။ကြာရတာတော်တော်ခက်တယ်နော်။အေးလို့အဲ့ဒါကြောင့်ပြောတာ။ငါပြောသလိုကြက်ကြမယ်။အေးဟာစာမြမတော့လေနေပြောသလိုပဲလုပ်ရမှာပေါ့။အဲ့လိုနဲ့ကြက်နေအချိန်ပြည့်သွားတော့ဖိုးတူအောင်စပြီးစပြိုင်တော့ဖိုးတူပြိုင်နေနဲ့ဆ iam မက ကဲချက်ထားမယ်နော်ပြီးရင်ကိုယ်လည်းရောက်လာမှာချက်ထားကြခဏနေတော့တော်ပေါ်လည်းရောက်လာပြီးပြန်ရကနေထတိငေါငေါဖြစ်နေရနေအစရမကတော်ပေါ်စသည်ကြမချက်ထားအောင်လားဟမ်ဘာလို့နေရလဲတော်နောက်တစ်ခေါက်ပြန်ချက်လာခဲ့မရမချင်းအင်မပြန်ရအောင်မှတ်ဒီလိုနဲ့တော်ပေါ်တယောက်စောင်းအုပ်ကင်ပြီးတေးချသွားချက်တော်တယ်အဲ့လိုကနေအားလုံးပြိုင်နာပြီးတော့ဆရာမကဟမ်ဒီနေ့မင်းကလေးနဲ့အောင်နောက်ကြနေရပဲလာမယ်လာမယ်ပြန်လို့ရပြီ ဒါနဲ့မြဝိုင်းကနုံနို့ကိုလှမ်းကြည့်။ဟဲ့ဖြစ်ပါမလား။ဖြစ်တယ်လို့လာစမ်းမ။ဒီလိုနဲ့သူတို့နှစ်ယောက်ပုံနှိပ်ဆောင်ကိုဖွင့်လာပြီးဆံမရှိမှမတ်တက်ရရင်နဲ့စာပြိုင်ကြ ాయి ။ပတဝီရားဆိုတော့ရှင်နေသည်မြမကြီး။တယောက်နဲ့တယောက်စာဆိုတာကိုမျက်နှာမကြည့်ပဲအောင့်ကြည့်ဆိုနေပြီမဲ့အထင်းကောင်မရှိတာဆိုတော့ဆရာမကမျက်လုံးမှီပြီးတော့နားထောင်နေတာပါ။ဟိုအစ်ကလေးမိဝိုင်းတဲ့မကြောက်ရအောင်နော်။ကြည်ကြဲဆိုကြည်ကြဲ။ ဲ့ဒီအချိန်မှာပဲစာလုံးနေရလာပြီကသူတို့ပုံနှိပ်စာကိုဖွင့်ပြီးစာပြိုင်နေရကိုမြင်သွားတော့ဆ iam ဆ iam မိဝိုင်းနဲ့နုံနုံတို့နှစ်ယောက်ပုံနှိပ်စာကိုကြည့်ဖွင့်ပြီးတော့စုံနေကြတာဗျဒီလိုလှမ်းတိုင်လိုက်တာဆိုတော့နှစ်ယောက်သာကြံစီပြတ်သွားပြီဟဲ့လာပြီအဆုတ်ပလို့ဆ iam မလည်းတည်သွားပြီဆိုတော့နှစ်ယောက်သာပြောင်းစီစီနေဟိုဟိုစာစာတယောက်တစ်ပိုက်စီပဲရလို့ပါဆ iam မအဲ့ဒါနဲ့ပဲဆ iam မကိုမလိုက်တဲ့ပဲလောက်ရလားနောက်ကိုဒီလိုမလုပ်အောင်နော်ထက်လို့ရင်တော့ဆ iam မရိုက်တော့မှာ ီလိုနဲ့မိဝိုင်းတော်နှစ်ယောက်သာဆံမစုခံလိုက်ရတယ်။အဲ့လိုနဲ့အိမ်ပြန်လမ်းမှာတော့မိဝိုင်းကဖိုတူနဲ့မပြန်တော့ဘဲနုံနုစပိန်နောက်ကနေထိုင်လိုက်ပြီးကျန်တာဆိုတော့နုံနုကအကောင်လာပြီးကဘာမှန်းမသိဘူးနော်။သူတောင်မပြောရင်လေဆံမသိမှာမဟုတ်သိလား။အေးရဲ့ဟုတ်ပါသူ့ကြောင့်ငါတို့ရိုက်ခံရတာ။ဒီကောင်ကိုရောရိုက်ခံရအောင်ပြန်လုံးရင်ကောင်းမလား။ဘလို့လို့မလို့လေ။စားပါဟာချင်းချင်းနေဆိုတော့မလုပ်ချင်ပါဘူး။ငါတို့ကလည်း မနေ့တပတ်နဲ့တွားပြန်ကြတာကိုကအေးဟာရီးရရယ်နော်ငါတယောက်တည်းဆိုလုံရင်းမှမဟုတ်ဘူးသိလားနင်ပါလို့သာ ဟုတ်တယ်ငါရောပဲအဲ့လိုလုံရဲဖို့နေနေတာသာစာမြအနေနဲ့ခေါင်းမိတောက်နေတော့မှာအဲ့ဒါဒီလိုဘောဟာနင်ကလေပတ်စံကြပြောင်ရင်တော့တယောက်တည်းကြပြောင်ရင်စိတ်ညစ်ရတယ်လေဒါပေမဲ့တငယ်ချင်းကမှပြောင်ရင်တော့ပျော်စရာကြီးဖြစ်သွားတာပေါ့အေးဟာဟုတ်လားဒီဒီလိုနဲ့သူတို့တွေဒါဟာနေရှင်အိမ်ပြန်လာခဲ့ကြ යි အဲ့နောက်ကစပြီးမိဝိုင်းနဲ့နုနုတို့တွေကစာချက်ဝိုင်းမှာအခင်ဆုံးတဲ့ငယ်ချင်းတွေဖြစ်လာကြပြီးတော့ဘာလို့လို့တူတူလို့ကြတော့လဲဒီလိုနေလာရင်းနဲ့တလားပြည့်ရဲ့နေ့မှာဖိုတိုဟာဟဲ့မြောင်းနင်ကနုနုရှိတော့ငါတို့တော့စိတ်လာတယ်လို့ပဲနော်မဟုတ်ပါဘူးဟာနင်တို့ကနင်တို့ကြီးဆိုတော့ငါလည်းမိန်းကလေးတင်ငယ်ချင်းရှာထားရတာပေါ့ဟာအေးပါဒီနေ့ရောနေသူနဲ့ပဲပြန်မလာအေးပုံဟာသူနဲ့ပဲလीသူတို့ဒီလိုပြောနေတော့နုနုနဲ့နောက်ထပ်မိန်းကလေးတယောက်က စာချုပ်ဝိုင်းလေးကိုဝင်လာကြ၏။ဒါမီချန်ငါနေ့ကိုတင်ငယ်ချင်းနဲ့နေမိတ်ဆက်ပြီးမင်း။ဒါကငါတင်ငယ်ချင်းမီချန်။မီချန်ဒါကမီဝိုင်းနဲ့။ဒီလိုနဲ့အားလုံးကိုမီချန်နဲ့မိတ်ဆက်ပေးလိုက်တယ်။ဟိုငါကခုမှစိုက်ရောက်တာဟာဆိုတော့ငါ့ကိုလည်းမပြေးအောင်နုံနုံကိုခင်းတယ်လို့ခင်းနိုင်နေနော်သိလား။အေးပေါ့ခင်းမှာပေါ့ဟာ။အဲ့ဒီရဲ့ချင်းထောင်းဆန့်ရတိုင်းဆီယာမကကဲကဲခလေးတွေစာချက်စာချက်မိတ်ဆက်တာဒီလောက်ဆိုတော့ပြီ။ပြီးရင်ဆီယာမ ခမင်းတုံနဲ့အေးအေးတိုင်းပဲစားကြကြနော်ဒါလိုပြောပြီးတော့အိမ်ထဲကိုပြောင်းဝင်သွားတယ်ရှေးခမင်းတုံစားရတော့မဟိအခုလည်းဗိုက်စားနေအဲ့လိုနဲ့အားလုံးရဲ့စားကြတဲ့နေဂျိုင်းတို့ထွက်လာကြတယ်အိမ်နောက်တော့ခမင်းတုံစားဖို့ဆံမအိမ်ထဲဝင်လာကြတယ်ကဲလူက9ယောက်ဖြစ်သွားပြီဆိုတော့တယောက်ကတော့ဒီတိုင်းစားရတော့မှာယောက်ျားလေးကသူ့ခွက်နဲ့သူဆိုတော့ရှာတယ်မိန်းကလေးလေးကဘာလို့စားမလဲ တယောက်တည်းဆိုရင်ပိုဟရယ်နော်အဲ့ဒီအချိန်မှာပဲမိဝိုင်းကဟဲ့နော်နော်ညီကလေးတူစောင်းမှာမလားဟာမဖြစ်ဘူးလေနေရလေညီတယောက်လည်းစားလိုက်လीနော်မိကျန်ကခုမှတိတ်ဆိုတော့ငါသူနဲ့တူလို့စားမှရမှာဟာဒီစကားလေးကြားရောမိဝိုင်းခင်မြဝမ်းနေသွားပြီဟမ်အော်အေးအဲ့လိုလားရရယ်လीနေနေမိဝိုင်းငါတယောက်လည်းစားလိုက်မယ်နေဖို့သူနဲ့စားလိုက်ငါတယောက်လည်းစားရမှာဝါတာဟာအဲ့လိုပြောပြီးတယောက်စားပကံလေးကိုဇဝဲပေါ်ကနေယူလိုက်တယ် အားလုံးကလည်းကိုစောင်းမဲ့ပကံယူလိုက်ကြပြီးစားနေရင်းနဲ့ဖိုးတို့ဟာဟဲ့မြွိုင်းစားလေနင်ကလည်းအစားနေလိုက်တာဗါလေဘိုင်းမစားလို့လားမဟုတ်ပါဘူးဟာစားပါတယ်ငါသိမ့်မကြိုက်လို့ပါဟာဟုတ်လားဒါဆိုလေငါစားရုံပေါ့ဟွန်းဟွန်းမကောင်ရင်ထဲလို့ရတယ်နော်အဲ့လိုအော်ဟင်းနေတဲ့ချိန်မိဝိုင်းကတော့နုံနုံနဲ့မိချမ်းစကားပြောရင်းစားနေကြတာကိုမတိမတာနှမ်းကြည့်နေမိတော့ဒီအလာငပင်ရသတိထားမိသွားတာဆိုတော့တက်ပြင်းတာချလိုက်ရတယ် အိမ်နောက်စားသပြီးတော့စားကြကြတဲ့အချိန်မှာနုံနုကမြွားကြီး तू အစ်စ်ဆိုတော့ငါသူနဲ့ကြက်ပေးလိုက်အောင်မင်းနော်နင်တယောက်နဲ့ကြက်လို့ဖြစ်တယ်မလားအော်အေးမဖြစ်ပါနဲ့ရရလေကျေးဇူးပါဗျာလာမိကြငါနဲ့တူကြက်ကြမယ်အဲ့လိုနဲ့မိကျန်းကိုခေါ်ပြီးစားကြတော့တာဆိုတော့မြွားကြီးကတော့သူတယောက်တည်းကြက်နေရပြန်တော့အဲ့ဒီအချိန်စားရသွားရင်နုံနုနဲ့မိကျန်းစားပြိုင်တော့ဆီယမကဟိုတစ်ခေါက်ကလို့လာမလို့နဲ့တော့နုံနု ဟာဆ ्याम မလည်းမလုပ်ပါဘူးအခုတကတကယ်ပြိုင်မှာပါရှင့်အဲ့လိုနဲ့နှစ်ယောက်တူတူစာပြိုင်နေခဲ့ကြ ਈ ပြိုင်ပြီးတော့ဆ ्याम မကသမီးမေဝိုင်းဆန်ရရင်လာပြိုင်လို့ရပြီနော်ဆ ्याम မအားနေပြီဟုတ်ကဲ့ဆ ्याम မဒီလိုနဲ့စာသွားပြိုင်မယ့်အလုပ်အိမ်မရမယ့်အချိန်နင်းလာပြီဆိုတော့မေဝိုင်းကဟဲ့နော်ငါဒီနေ့လည်းနင်းနဲ့ပဲပြန်မှာနော်ငါ့ကိုစောင့်အောင်တည်လားဟေးနင်ကနေပြန်လို့မရတော့ဘူးမေဝိုင်းရဲ့ငါ့ဆက်ဘင်းကိုတော့ရောက်ဖို့မနိုင်ဘူးဟာနောက်ရက်တွေလည်းမိချမ်းကငါနဲ့ပဲပြန်မှာ ငါတို့ကအင်းနီးစင်းနေမလို့လေဒီစကားကြတော့မိဝိုင်းခင်မြအတော်လေးဝမ်းနေသွားပြီးငိုချင်စိတ်တွေပေါက်လာတယ်အော်ဟိအဲ့လိုလားအေးပါဒါဆိုလည်းပြန်လိုက်ရင်နော်ငါပို့ထုတ်နေပဲပြန်လိုက်မယ်ဒါနဲ့မိဝိုင်းလည်းဘာမှဆက်မပြောပဲစာပြိုင်မှုထွက်လာတယ်ဒါပေမဲ့စစ်မှန်ပါလက်မှတ်ပါနဲ့ကြတားတာဆိုတော့စာရီးရပြိုင်နေနဲ့မိတဲ့ဟာမိချစ်တဲ့ဟာနေဖြစ်နေတဲ့အတွက်ဆီယမကတမိမိဝိုင်းဒီနေ့စာပြိုင်တာဘလို့ဖြစ်နေရလဲစာမေ့နေရလား မရပဲလပြိုင်နာလိုက်ရင်တညလုံးလေဒီတပုတ်တွေကြက်တာမလားဟိုတမိရပါတယ်ဆရာမရဲ့ဆရာမစီပြိုင်တော့ဟိုမေးမေးသွားတာပါရှင့်အဲ့လိုပြောနေရင်လည်းကို မျက်ရည်တွေဝဲလာတာဆိုတော့ဆရာမလေဒါဆိုတေချာပြန်ကြက်အောင်လीတော်တော်ဟိုရတယ်ဆရာမတမိတေချာကြက်ထားရင် ပြန်နိုင်နေရဲ့ဆရာမဒီလိုနဲ့စာဆိုင်ပြန်နေခဏအကြာစာချက်ဝိုင်းချိန်ပြီးသွားပြီဆိုတော့အားလုံးအိမ်မြန်ဖို့လွယ်ဤတည်တင်းနေကြသည်မိချမ်းလာငါတို့ပြန်ညာစို့ ဆ ्याम သမီးတို့ပြန်ပြီရှင်နှုတ်ဆက်ပြီးမိချမ်းနဲ့တူထွက်သွားတယ်ဒါဥစားပြန်ရင်းနဲ့မိဝိုင်းကငေးကြည့်နေအောင်ဆိုတော့ငပိန်ကပခုံးကိုပုတ်လိုက်တယ်ဟဲ့မိဝိုင်းငေးမနေနဲ့စားသည်စားပြန်ငါတို့ရှိရနေစောင့်နေမယ်ကြာလာအဲ့လိုပြောပြီးရှေ့ကိုထွက်သွားလာဆိုတော့ဖို့သူပါမိဝိုင်းကဒီနေ့ငါတို့နဲ့ပြန်မလာနုံနုံနဲ့မပြန်ဘူးလားအေးမပြန်တော့ဘူးလေသူ့မိယာညညအိမ်ပြန်တော့ကြလို့ဆိုပြီးစူနေလို့ငါတို့နဲ့ပဲပြန်တော့မှာတဲ့အော်အဲ့လိုလားအဲ့လိုဆိုလေရှေ့ကနေထွက်ဆောင်ကြတာပေါ့ ဒလိုနဲ့သူတို့တွေရှေ့ကနေမြဝိုင်းကိုသွားဆောင်နေကြတယ်။မြဝိုင်းကတော့ဆောင်းကိုဆက်ပြိုင်နေရင်လည်းနောက်ဆုံးဘလို့မှမရတော့တာဆိုတော့ဆီယမကကဲကဲတမီးမြဝိုင်းအားလုံးပြန်တော့ကိုလဲပြန်ကြည့်မှာပေါ့ပြန်တော့ပြန်တော့မနေ့ပြန်တော့တေချာရအောင်ကြက်ထားနော်ကြားလားဟုတ်ကဲ့ဆီယမမြေဝိုင်းလည်းဒီလောက်သာပြောပြီးတော့ဆောင်းဟုတ်ကြီးလွယ်ထဲထဲနေရောတယ်။အိမ်နောက်တော့စာကြဝိုင်းပြင်မဲ့ကိုထွက်လာခဲ့ရကသူ့ကိုစောင့်နေရဲ့ဖိုးထုတ်တို့တွေနဲ့အတူတူပြန်လာခဲ့လိုက်တယ်။